င်္ဂလာပါသတင်းနဲ့မီဒီယာကိုရဲ့ NMG သတင်းဌာနရဲ့ podcast အစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေတဲ့ကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစောင်းမားတွေဆက်သွယ်မေးမြန်းချက်တွေအပြင်ဒေသတွေနဲ့နိုင်ငံတကာသတင်းတွေကိုစူးစီးတင်ဆက်ပေးနေတာဖြစ်ပါတယ် NMG ရဲ့ podcast တုံ့လွင်ချက်တွေကိုတိုက်ရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှနားထောင်ရင်းလည်းရပါတယ်ကျမအာမီပါ thank you ီနေ့ရဲ့ podcast အစီအစဉ်ထဲမှာလည်းအသိပညာပေးအစီအစဉ်အနေနဲ့တိုက်ပွဲတွေစီရင်ပဋိပက္ခတွေကြားထဲမှာနေထိုင်သွားလာရှင်သန်နေကြတဲ့လူလူအတူအထူးရည်ရွယ်ပြီးတော့တင်ဆက်ပေးမယ့်အစီအစဉ်ဖြစ်ပါတယ်ဒီနေ့မှာတော့မြေမြုပ်မိုင်းနဲ့ပောက်ကွဲစီတက်တဲ့ဆစ်လက်ကြံပစ္စည်းတွေကိုဘယ်လိုနေရာတွေမှာတွေ့ရတတ်တယ်လဲဘာတွေကိုသတိထားသင့်တယ်လဲဆိုတဲ့အကြောင်းကိုစူးစီးတင်ဆက်ပေးထားတာပါ ဒီနေ့တော့ကျမတို့ဒီမြေမြုပ်မိုင်းနဲ့ပောက်ကွဲစေတတ်တဲ့ဆစ်လက်ကြံပစ္စည်းတွေကိုဘယ်လိုနေရာမှာတွေ့ရလဲရှိလဲဆိုတဲ့အကြောင်းတွေကိုပြောပြသွားပါမယ်။ရှေ့ပတ်ထဲမှာကျမတို့ဒီရှေ့အစည်းအဝေးမှာပေါ့လေအာမြေမြုပ်မိုင်းနဲ့ပောက်ကွဲစေတတ်တဲ့ဆစ်လက်ကြံပစ္စည်းတွေဆိုတာကဘာတွေလဲဘယ်လိုပစ္စည်းတွေလဲဘာတွေနဲ့တူတယ်လဲဆိုတာတွေကိုအသေးစိတ်တင်ပြခဲ့ပါတယ်။ဆိုတော့အခုတစ်ပတ်မှာတော့အခုအစည်းအဝေးလေးမှာတော့ကျမကအဲ့ဒီမြေမြုပ်မိုင်းတွေနဲ့ဒီ ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုဘယ်လိုနေရာတွေမှာတွေ့ရတတ်တယ်လဲဘသူတွေအတွက်အန္တရာယ်ရှိတာလဲပြီးတော့ဘာတွေသတိထားသင့်တယ်လဲစတဲ့အကြောင်းအရာတွေကိုပြောပြပေးသွားမှာပါမြေမြုပ်မိုင်းတွေနဲ့ပောက်ကွဲစေတတ်တဲ့ဆစ်လက်ကျန်ပစ္စည်းတွေဟာတကယ်တော့နေရာအနှံ့ပြားမှာရှိနေနိုင်တာဖြစ်ပါတယ်ဒါပေမဲ့လည်းပို့ပြီးတော့ရှိနိုင်တဲ့နေရာတွေကိုအသေးစိတ်ပြောပြချင်ပါတယ် မြေမြုပ်မိုင်းတွေနဲ့ဒီမြေမြုပ်မိုင်းတွေရဲ့ဒီသဘောတဘာဝကပေါ့လေရန်သူစစ်တပ်က အာလူဒါမှမဟုတ်ရင်ကိုပေါ့လေထိခိုက်စေဖို့အတွက်ထောင်ထားကြတာဖြစ်လို့စစ်ပွဲတွေဒါမှမဟုတ်ရင်ဒီပြိပခတွေဖြစ်တဲ့နေရာတွေမှာအများဆုံးကြန့်ရှိနေတတ်ပါတယ်တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေဆိုတဲ့နေရာမှာတော့ဒီအာစစ်တဲ့စခန်းဟောင်းလို့နေရာပေါ့လို့နောက်ပြီးတော့စစ်ရေးအရာတကယ်ကိုမှအရေးပါတယ်တောင်ကုန်းတွေဒီရေခက်ဆင်းသွားတဲ့နေရာတွေဖြစ်တဲ့ ချောင်းကပားတွေနောက်ပြီးတော့မသွားမနေရအသွားရမဲ့ချောင်းကူတဒါလူမျိုးနေရာတွေလမ်းတွေစတဲ့နေရာတွေမှာကျွန်တော်တို့ဒီမြေမြုပ်ပိုင်းတွေကကြန့်ရှိနေတတ်တာဖြစ်ပါတယ်စစ်တုံးကားတွေသွားလာတတ်တဲ့လမ်းတွေစစ်ချောင်းတွေခြိတက်လာတဲ့လမ်းချောင်းတွေအဖြက်လမ်းတွေနောက်ပြီးတော့အပေါ်စီးကနေရယူနိုင်ဖို့အတွက်နေရာယူလိရှိတဲ့တောင်ကုန်းအနီးပတ်ဝန်းကျင်နေရာတွေမှာမြေမြုပ်ပိုင်းတွေကိုတွေ့ရတတ်တာဖြစ်ပါတယ် ဆုတ်ခွာခဲ့ရတဲ့တက်စခန်းတွေမှာဆိုလို့ရှိရင်လည်းဒီအဲ့ဒီနေရာအနီးပတ်ဝန်းကျင်နေရာအနှက်မှာပေါ့လေမိုင်းတွေကို ထောင်ထားတတ်ကြပါတယ်အစားအသောက်တွေရှိတဲ့နေရာနောက်ပြီးတော့အိယာနောက်ပြီးတော့အဆောက်အုံပြီးရင်ဒီအိမ်သာသွားတဲ့လမ်းပေါ့လေအဲ့ဒီလမ်းတွေမျိုးနေရာတွေမှာဟိုဘယ်သူမှထင်မထားတဲ့မထင်မှတ်ထားတဲ့နေရာလေးတွေကအဆပေါ့လေမိုင်းတွေထောင်ထားတတ်တာရှိပါတယ် အထူးသဖြင့်တော့ဒီတိုက်ပွဲတွေပြင်းထန်ခဲ့တဲ့မြို့နောက်ပြီးတော့ရွာ ဲ့နေရာတွေရဲ့ပတ်ဝန်းကျင်တွေမှာဒီပတ်ဝန်းကျင်နေရာတွေမှာပေါ့လေပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကအများဆုံးကျန်ရှိနေနိုင်တာဖြစ်ပါတယ်။နောက်ထပ်မိုင်းတွေပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေရှိနိုင်တဲ့နေရာတွေကတော့စစ်တပ်တွေကစခန်းချခဲ့တဲ့နေရာတွေနောက်ပြီးတော့ကင်းပုံးဝတ်ခဲ့တဲ့နေရာတွေအာဂရုတ်ချင်းပေါ့လေဂရုတ်ချင်းတွေရဲ့ဒီအနီးပတ်ဝန်းကျင်အနီးတစ်ဝိုက်မှာဆိုလို့ရှိရင်လည်းဒီမိုင်းတွေဘုံတွေကျန်ရှိနေတတ်ပါတယ်။စကိုင်းတိုင်းအထက်ပိုင်းမှာပဲဖြစ်ဖြစ်ဒီကျမတို့ ့အခုတိုက်ပွဲတွေအများကြီးဖြစ်နေတယ်ပြင်းပြင်းထန်ထန်ဖြစ်နေတယ်အရှမ်းပြည်မြောက်ပိုင်းကဒေသတွေထဲမှာပဲဖြစ်ဖြစ်တိုက်ပွဲတွေဟာဒီစက္ကန့်အထိုင်တွေမှာဖြစ်ခဲ့တယ်လို့လူနေတဲ့မြို့ရွာရက်ကွက်ပတ်ဝန်းကျင်နေရာတွေမှာလည်းဖြစ်ပွားခဲ့တာကိုတွေ့ရပါတယ်အဲ့လိုမျိုးတိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့နေရာအနီးပတ်ဝန်းကျင်ကကြည့်လက်ဒေတာအာနေရာတွေမှာဆိုလို့ရှိရင်လည်းမြေမြုပ်မိုင်းတွေနဲ့ပောက်ကွဲစီတက်တဲ့ဆစ်လက်ကြံပစ္စည်းတွေကရှိနေတတ်ပါတယ် အနည်းငယ်ရှိတဲ့နေရာတစ်ခုကတော့ဒီကျမတို့တောင်သူလေသမားတွေလုတ်ကန်စားတောက်တဲ့လေခွင်းတွေ ရာခင်းတွေနောက်ပြီးတော့ ကိုင်းမြေပေါ့လေကိုင်းမြေနေရာတွေမှာဆိုလို့ရှင်လဲအာမိုင်းတွေကိုအာမြုပ်ထားခဲ့တယ်လို့အာပြီးတော့ဒီဆစ်လက်ကြံပစ္စည်းတွေကလည်းရှိနေနိုင်တာဖြစ်ပါတယ်မိုင်းတွေပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကမြေကြီးထဲမှာဒါမှမဟုတ်လို့ရှင်ဒီမြေကြီးပေါ်မှာပေါ့လေနှစ်ပေါင်းများစွာနှစ်အများကြီးကြာကြီးပေါ့လေအထီရှိနေနိုင်တာဖြစ်လို့လဲထုံတဲ့အခါ အမျိုးမှာဒါမှမဟုတ်ရင်ဒီစိုက်ပျိုးရေးလုပ်ငန်းတွေကိုလုပ်ကင်တဲ့အခါမှာအန်ဒီရဲ့အရန်ကိုများတာဖြစ်ပါတယ်စိုက်ပျိုးရေးမလုပ်တော့တဲ့လေဟောင်းရာဟောင်းတွေမှာလည်းဒီလိုမျိုးပောက်ကွဲမှုတွေကဖြစ်တတ်ပါတယ်တောင်သူလယ်သမားတွေကကြွေးရှာနွားရှာသွားတဲ့အခါတွေမှာမိုင်းနှင်းမိတာမျိုးတွေကတွေ့ကြုံရလည်ရှိပါတယ် ရှမ်းမြောက်လိုဒေသမှာဆိုရင်တော့တောင်ရသွားတဲ့အခါမျိုးလက်ဖက်ခင်းပေါ့နော်လက်ဖက်ချမ်းအပြောင်းခင်းသွားတဲ့အချိန်မိုရှာမြစ်ချိုးဟင်းစားရှာတဲ့အချိန်တွေမှာဆိုလို့ရှိရင်လည်းမိုင်းနေမိတာမျိုးတွေကမကြာခဏကြုံကြရပါတယ်။နောက်ထပ်အနေများတဲ့နေရာတစ်ခုကတော့ဒီလမ်းဟောင်းတွေတရားဟောင်းတွေဖြစ်ပါတယ်။စစ်ပွဲထဲမှာတုံးခဲ့တဲ့လမ်းဟောင်းတွေတရားဟောင်းတွေရဲ့အောက်ခြေနဲ့ဒီဘေးပတ်ဝန်းကျင်နေရာတွေမှာပေါ့လေ။အာတစ်ဖက်လက်နက်ကိုင်အဖွဲ့တွေက ဖြတ်တန်းသွားလာလို့မရအောင်တစ်ဖက်ကမိုင်းထောင်ထားတာမျိုးတွေလုပ်လို့ရှိကြပါတယ်စစ်ဖြစ်တဲ့နေရာတွေစစ်ကြောင်းဖြတ်သွားတဲ့နေရာတွေတင်မကပါဘူးဒီစစ်တပ်တွေအတုံးပြူသွားတဲ့နေရာအနီးပတ်ဝန်းကျင်မှာလည်းမိုင်းတွေနဲ့ဒီပောက်ကွဲစေတတ်တဲ့စစ်လက်ကျန်ပစ္စည်းတွေကရှိနေနိုင်တာဖြစ်ပါတယ်စွန့်ပစ်ထားတဲ့အိမ်အိုဟောင်းတွေနောက်ပြီးတော့ခြံအလွတ်တွေကျောင်းတွေပြီးလို့ရှိရင်ဒီ ဖုန်ကြီးเจ้าတွေနဲ့ဆေးရုံအဟောင်းလိုနေရာမျိုးတွေမှာဆိုရင်လေညီမျိုးပိုင်းတွေနဲ့ပောက်ကွဲစီတက်တဲ့စစ်လက်ကျန်ပစ္စည်းတွေကရှိနေနိုင်ပါတယ်။အာစစ်ခန်းတွေတောင်ရချမ်းမြေတွေမှာပဲဒီအန္တရာယ်ရှိတာလားဆိုတော့ဒီလိုလည်းမဟုတ်ပါဘူး။ဆိုတော့တဘာဝ တစ်တောတွေတောင်ကုန်းတွေရေတခုတွေရေကန်တွေနဲ့ဒီအမိုက်ပုံပေါ့နော်ပြောရမလို့ဆိုအမိုက်ပုံတွေနောက်ပြီးတော့ဒီပစ္စည်းတွေစွန့်ပစ်ထားတဲ့နေရာတွေမှာဆိုလို့ရှိရင်လည်းပောက်ကွဲစီတက်တဲ့ပစ္စည်းတွေကရှိနေနိုင်ပါတယ်တစ်တောထူထပ်တဲ့ဒေသတွေအာတောင်တက်တဲ့လမ်းတွေနဲ့တောင်ကုန်းပေါ်ကစစ်စခန်းဟောင်းနေရာတွေမှာဆိုရင်လည်းမိုင်းတွေနဲ့ဘုံတွေကရှိနေနိုင်ပါတယ်တော်တဲ့ကိုဟင်း ရှာသွားတာဒါမှမဟုတ်လို့ရှင်လဲအကောင်ထောင်တာအာငှက်ကိုင်းထောင်တာမျိုးတွေမှာလည်းဒီလိုအန်ရီတွေကိုကြုံတွေ့ရတတ်ပါတယ်ဆေးရည်အရေးပါခဲ့တဲ့ဒီချောင်းတွေမြစ်တွေ ရေတခုတွေနဲ့နောက်ပြီးတော့ဒီရေကန်တွေရဲ့ကဘာတွေမှာဝင်ထွက်သွားလာတဲ့အာလမ်းတစ်လျှောက်မှာဆိုလို့ရှင်လဲမိုင်းတွေနဲ့ဆစ်လက်ကြံပစ္စည်းတွေက ရှိနေနိုင်ပါတယ် နောက်တစ်နေရာကတော့ဒီအမိုက်ပုံတွေနဲ့ပစ္စည်းတွေစွန့်ပစ်ထားတဲ့နေရာတွေပါတန်ထဲပစ္စည်းအဟောင်းတွေအမိုက်တွေနဲ့စွန့်ပစ်ပစ္စည်းတွေစုပုံထားတဲ့နေရာတွေမှာဆိုရင်လေဒီပောက်ကွဲစီတက်တဲ့ပစ္စည်းတွေနဲ့အာရောထွေးနေတတ်တာကြောင့်သတိထားသင့်ပါတယ်ရှိတတ်တဲ့နေရာတွေကို အခုလိုမျိုး သိထားခြင်းအပြင်ပေါ့လေအဲ့လိုနေရာတွေကိုတွာလာတာမျိုးကိုရှောင်ရှားသင့်ပါတယ် ဒီမီမြုပ်မိုင်းနဲ့ဆစ်လက်ကြံပောက်ကွဲစီတတ်တဲ့ပစ္စည်းတွေကိုတွေးခဲ့ရင်လည်းဘလို့အကြောင်းမျိုးနဲ့မှမထီတွေ့သင့်ပါဘူး။ မကင်သင့်ပါဘူး။တွားပြီးတော့ကိုမကြည့်သင့်ပါဘူးရှင်။ဟိုကြောက်ခင်းနဲ့ပောက်တာမျိုးဒါမှမဟုတ်လဲဒုံးနဲ့ပေါ့လေခလန်လန်းကနေထိုးကြည့်တာမျိုးတွေလုံးဝလုံးဝကို မလုံသင့်ပါဘူး။တန်တရားရှိဖွယ်ပစ္စည်းတစ်ခုခုကို တွေးခဲ့တယ်ဆိုရင်တော့ကျမတို့အနေနဲ့ဒီသက်ဆိုင်ရာအာဏာပိုင်တွေဒါမှမဟုတ်လို့ရှင်ရင်မိုင်းရှင်းလင်းရေးအဖွဲ့တွေကိုချက်ချင်းဆိုသလိုကိုအကြောင်းကြားသင့်ပါတယ်။အရေးကြီးတာနောက်တစ်ခုကတော့ကလေးတွေကို မိုင်းအန္တရာယ်အကြောင်းတေးသေးချာချာသူတို့တွေနားလည်နိုင်အောင် ရှင်းပြပြီးတော့ ော့အန္တရာယ်ရှိတဲ့နေရာတွေကိုရှောင်ရှားတက်ဖို့သင်ကြားပေးသင့်ပါတယ်ရှင် ီနေ့ရဲ့အစီအစဉ်ကိုတော့ကျမတို့ဒီမှာပဲရက်နာမှာဖြစ်ပါတယ်တိုင်းသားဒေသတွေထဲကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစောင်းမားတွေဆက်သွယ်မေးမြန်းချက်တွေအပြင်ဒေသတွင်းနဲ့နိုင်ငံတကာသတင်းတွေကိုသတင်းနဲ့မီဒီယာကွန်ရဲ့သတင်းဌာနကတင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်ကျမတို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်